ိတ်ထားကောင်းမှပဲဒါကိုယ့်ရဲ့ရှေ့တလန်းတွေအကုန်လုံးအဆင်ပြေမှာဖြစ်တဲ့စိတ်ထားကောင်းကောင်းထားဖို့ပဲတင်ပေးဖြစ်တယ်အဓိကစိတ်ထားကောင်းရမယ်သူများမကောင်းအောင်ကိုကောင်းရမယ်အော်ဒီ society တခုရဲ့ wines ဖြစ်လာမဲ့သူဆိုတဲ့အတွက်ကြောင့်ကိုယ့်ရဲ့ manners ကလည်းအရင်ကိုအရေးကြီးတယ်။ကို manners ကောင်းနေမှာကို wine ကိုလိုက်နာမဲ့သူရတယ်။ဟိုပို့ပြီးတော့တိုးတက်လာမှာပေါ့နော်။အဲကြောင့်မလို့ဟိုကို manners ကိုတော့အကောင်းဆုံးပြောင်းစူးစမ်းနေပါ beauty pageant ဆိုတဲ့ဒီ industry ဒီမှာရောက်လာပြီဆိုလို့ရှိရင်အများကလည်း room model တွေပေါ့ဆိုပြီးတော့မှသတ်မှတ်ထားကြတဲ့အရာဆိုတော့လေပို့ပြီးတော့မှထိုင်ထိုင်သိသိနေတင်တာပေါ့ဒီနေ့ကတော့ဒီ န်တာပေါ့နော်စန်တာဒါသူရဲ့မစ္စမြန်မာလေးကိုဒီနေ့ training ဝင်ပေးရပါတော့ပြီးရင်သူ73ရက်နေ့ဖိလစ်ပင်းသွားမယ်သွားပြီးဖိလစ်ပင်းမှာလည်းတကယ်ဖိလစ်ပင်းကတကယ်နာမည်ကြီးရဲ့ training school ဖြစ်တဲ့ KF မှာလည်းသူတို့ training လုပ်သွားယူမှာပေါ့ကျွန်တော်အခုမှသာအခုမှသာမှာမနေ့မနေ့ရနော်မနေ့ရ6 ဘယ်ရရမလဲဟိုတမန်လေးอ่ะတနေ့อ่ะတနေ့อ่ะချော်လေးတော့နားပါတယ်ဟို preparation ဘိုင်းကတော့အကုန် miss ဆိုတဲ့အတိုင်းပဲပေါ့နော်အကုန် preparation လုပ်ရတယ်ဟိုမှာ talent show ရှာပြဖို့အတွက် talent တွေတည်းလေ့ကျင့်ရတယ်အဒီချော်လေးကကြာအဲ့ talent show အတွက် talent ပြိုင်ဟိုဟို talent တော့လေ့ကျင့်တာပေါ့နော်အဲ့ကနေပြန်ထွက်မှာမိုးရွာနေရဟိုနည်းနည်းသတိမထားမိပဲ slip ဖြစ်သွား slip ဖြစ်သွားတဲ့အချိန်မှာကြောရိုးတစ်ခုလုံးထိသွားတယ်ဒေါက်တာကတော့တပတ်လောက်နားဖို့ပြောရပေါ့နော်ဒါပေမဲ့ ဟိုရက်ကလည်းရန်နီးနေပြီဆိုတော့အကြောင်းမလို့ဆက်ပြီးတော့ပဲ training ယူဖြစ်သွားပါဟုတ်ကဲ့စိတ်ဘူးလားဆိုစိတ်ဘူးတာပေါ့ပွေးကလည်းရန်ကတ်နေပြီပြီလို့ရှိရင်တစ်ခုကပါလဲဆိုတော့ကျွန်တော်တမိတော့ကြကျွန်တော်ကရန်သွေးရည်လေ သွေးဆိုတော့တောင်တန်းတစ်ခုခုဆိုလို့ရှိရင်လို့အေးစစဉ်းစားပြီးတော့မှဒါဖြစ်လားမဖြစ်လားဆိုတာလည်းမျိုးတွေးပြီးတော့မှနေတတ်တယ်လို့ဆိုတော့သူကဆရာတဲ့ဟိုကတဲ့တမိလျှော်လေးတာဟိုတဲ့ဆရာတမိရလေတမိဟန်ဆောင်နေရများဆရာဟဲ့မဟုတ်ဘူးလို့ကျွန်တော်တစ်ခုခုဆိုလို့ရှိရင်အရင်စိတ်ကအရင်လော်ဒဂျီယူလို့မဖြစ်တတ်တယ်လို့ပြောတယ်တစ်ခုခုဆိုလို့ရှိရင်ကျွန်တော်ဒါဟုတ်လားမဟုတ်လားလို့သင်ချာတွေးတာတွေးပြီးတော့မှပဲအမစေကန်သွားเสียရှိရေဆိုလို့ရှိရင်တစ်ခါလေးစေကန်ကိုတစ်ခါလေးအာယူကိုသွားလိုက်တယ်သွားပြီးတော့မှ ိုအပ်တဲ့ဓာတ်မှတ်တွေရိုက်တယ်ဆိုတော့ပြီးကြမှာဆရာဝန်ကလည်းအယိုးတွေပါလေမထိပြောဘူးပေါ့နော်ဆိုရဲခါကြမှာစိတ်ကြတာပေါ့သူကတော့တိမှမဟုတ်ဘူးရတာပေါ့နော်အဲကျွန်တော်ကကြတော့လို့မဖော်ပြတတ်ဘူးပေါ့နော်အဲ့လိုမျိုးကိုကိုစိတ်ထင်းမှပဲထားတယ်အဲ့လိုမျိုးအဲ့လိုကြောင့်ပါဝေဖန်တယ်ဆိုတာကတော့ရှိမှာပဲပေါ့နော်ဝေဖန်တယ်ဆိုတာလည်းညီမအနေနဲ့ကတော့ ဟို positive thinking ပဲတွေးလိုက်တယ်ကိုယ့်ကိုကောင်းစေခြင်းလို့ဒါလေးလိုအပ်ချက်ချိန်နေသေးတယ်လို့ပြောတယ်လို့ပဲတွေးပြီးတော့ဟိုငါဒါလေးတော့ထပ်ဖြည့်ရအောင်ပဲပေါ့နော်အဲ့လိုစူးစမ်းပြီးတော့ဖြည့်နေဒါပေမဲ့သူတို့ငါ့ကိုတိုက်ခိုက်နေလို့တော့တိတ်မတွေးဖြစ်ဘူးရှင်ဟုတ်ကဲ့ဘာဖြစ်ဖြစ်ကိုယ့်အလှမီကိုတော့ပို့ပြီးတော့မှ supporting ကောင်းကောင်းနဲ့လို့ပေါ့နော်ဘာဖြစ်ဖြစ် positive vibes နဲ့လာပြီးမှ comment ပေးတာပဲဖြစ်ဖြစ်ဟိုစကားကောင်းတာပဲဖြစ်ဖြစ်မကောင်းတာပဲဖြစ်ဖြစ်ပေါ့လေအဲ့လို positive vibes ပို့ပြီးတော့ဆန်စေချင်တာပေါ့သူ့ကိုကတော့ဒါ center training ပေးနေရဆိုတော့သူ့စီမှာ training ပြေးွားရထားပြီးွားပြီးဆိုတော့ ူဒီနောက်ပိုင်းသူသူကိုပြောင်းလဲတဲ့အချိန်မှာလည်းတောက်လျှောက်တိုင်းနေနဲ့ပါလာခဲ့ရဆိုသူရဲ့ပြောင်းလဲမှုကအရန်ကိုပြောင်းလဲမှုတွေရှိလာတယ်အများကြီးစူးစမ်းလာတွေ့တဲ့အခါကျအခုတင်ပြီးဝိုင်းသူဒီထက်လည်းပို့ပြီးတော့ပြောင်းလဲလာမယ်ဖိလစ်ပင်းမှာထပ်ပြီး training ဝင်တဲ့အချိန်မှာလည်းအများကြီးပြောင်းလဲလာမယ်ဆိုတာကိုယုံကြည်ရပေါ့နော်သူဒီ midnight impression လေးတွေအကြည်လေးအပြုံးလေးအပြည့်သူရဲ့ဒီ over all ပေါ့ဘယ်လို40လှပါမယ်အဲ့လိုမျိုးတွေသူအဓိကလုပ်ပေးမှာပေါ့အဓိက main အခြေခံလေး main တကယ်သင်းမြစ်ကဒီမှာပေါ့သင်းမြစ်ကြီးပေါ့ နော်သူကအကုန်လုံးပေးထားမှာသူထွင်းတဲ့တန်းနေလှရလေနော်နမိတ်လည်းဘိုက်တယ်ကြိုးစားမှုနဲ့ပတ်သက်လို့ရှင်တော့ကိုကြိုးစားတာတော့မရော့နေဘူးလို့တော့ထင်မိရယ်အဲဟိုလုံတင်းလုံထိုက်တဲ့ຢာတွေအကုန်လုံးကိုဒိုက်ဖြည့်ဆွတ်နေတာဆိုတော့လေကြိုးစားတာတော့ဟိုအပြေဝ ဖြစ်နေပြီဖြစ်တဲ့အတွက်ကြောင့်ရာလက်ကလည်းဒီစူးစမ်းမှုနဲ့ထိုက်တန်တဲ့ရာလက်တစ်ခုတော့ရမယ်လို့မျှော်လင့်ထားပါတယ်။ဟုတ်လောလောဆယ်တော့ဟို Miss Art Organization ကတော့နည်းနည်း attention တော့ပေးနေတယ်လို့ထင်တယ်ပေါ့နော်။ညီမညပတ်သက် eco activity နိုင်ငံပေါင်းဒီညီမတို့ပြိုင်ပွဲကကြာတော့နိုင်ငံပေါင်း80ကျော်ပြိုင်ရမှာ။ ။အဲ့ဒီအမှညီမရဲ့ eco activity ၃ခုကိုတောင်တင်ပေးထားပြီပေါ့နော်။အခြားဟိုတချို့တော့ miss တွေဆိုလို့ရှိရင် eco activity မတင်ပေးရသေးတဲ့ miss တွေတောင်ရှိသေးရပေါ့နော်။နိုင်ငံတွေလည်းရှိသေးတယ်။ဆိုတော့ attention နဲ့နင်းနေပပကိုပေါ်ကိုရှိနေပြီဆိုတော့အဲ့ကိုပေါ်ရှိနေတဲ့အာယုံစူးစိုက်မှုကိုအသုံးချပြီးတော့ဒီထက်ပိုပြီးကောင်းတဲ့ရာလက်တစ်ခုရအောင်ဒီလုံးနိုင်မယ်လို့တော့ထင်ပါတယ်ရှင်ဟုတ်။ performance ကိုအခြေခံပြီးတော့မှညီမတို့ရဲ့ တကယ့်ကိုချစ်ဖို့ကောင်းတဲ့ delay တစ်ခုကိုတော့ဖန်တီးထားပါတယ်ဆိုတော့ designer ကလည်းကျွန်တော်ရဲ့ costume လုပ်ပေးပြီးဒီ KTK ရိုးတိမ်းပါပဲ။ဟုတ်ပါခင်ဗျာဘော TK ဆိုဆိုတော့ဟိုတခြားလေးတော့ထွက်လာမယ်လို့တော့ညော်လေးညော်လင်းထားတဲ့ယုံလေးယုံကြည်ပေါ့နော်ဆိုတော့ဝေးကြိုက်စောင့်ကြည့်ပါလို့ အဓိကတော့စိတ်ထားကောင်းကောင်းထားဖို့ပဲတင်ပေးဖြစ်တယ်အဓိကစိတ်ထားကောင်းရမယ်အဲသူများမကောင်းအောင်ကိုကောင်းရမယ်အဲ့ဒါအဓိကမင်းပဲဘာလို့လူကြောက်ကဒုပဝင်ချိန်မှာနေရချိန်မှာစိတ်ထားကောင်းမှုကအရေးကြီးတယ်စိတ်ထားကောင်းမှပဲဒါကိုယ့်ရဲ့ရှေ့တလန်းတွေအကုန်လုံးကအဆင်ပြေမှာဖြစ်တဲ့တူကိုအားလုံးကိုစိတ်ထားကောင်းဖို့ပြီးရင်အာစိတ်ကိုအကောင်းဆုံးပြင်ဆင်ထားဖို့ပြိုင်ပွဲတစ်ခုပြိုင်အနိုင်ရှုံးရှိရာဖြစ်တဲ့အတွက်အရှုံးရရင်လည်းရေဆိုင်နိုင်ရမယ်အနိုင်ရရင်တော့လည်းပြောရမှာပေါ့အဲ့လိုအကုန်လုံးတော့အဲ့လိုပြောတင်ပေးဖြစ်ပါတယ် လူတိုင်းရောဘာဟိုက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 ကိုစိတ်ကန့်ရှိသွားနေရမယ်ဟိုအကုန်လုံးပေါ့နော်နေရမှာဖြစ်တဲ့အတွက်ဟိုခရက်လေးရောဒါအခုဟုတ်ပါအောင်အရင်တည်းရလေခရက်တည်းရရှိခဲ့ရဆိုတော့လေနော်ဘယ်လိုမျိုးခရက်တည်းရှိရလဲဟိုလူတိုင်းရောမတူတလို့ပေါ့မတူလို့ဆိုတော့လေအဲ့လိုပေါ့ခရက်လေးရရှိလာခရက်မရှိရမစ်စ်ခရက်ရှိရမစ်စ်ရှိလာအဲ့လိုပေါ့ဟိုညီမရဲ့ဆရာစံသားဆိုတော့ညီမကိုအဲ့ဟို mentality ဘိုင်းနဲ့ train ပေးရပါတော့အဲ့မှာဆိုရင်ဆရာအမြဲပြောနေတဲ့ဟာတခုရှိရဲ့ဒီ ညီမတို့ miss ကိုဆို MISS လို့ပေါင်းတယ်လေအဲ့ဟာရေတလုံးချင်းနေပြီးဆရာပြောထားတယ်အဲ့ထဲမှာပါတယ် M ဆိုတာကရေ management လုပ်နိုင်ရမယ်ကိုဘယ်လိုနေထိုင်ရမယ်ဆိုတာ management လုပ်နိုင်နောက်တစ်ခုကဒီ manners ပေါ့နော် manners ကောင်းရမယ်ဆိုဆရာအမြဲပြောတယ်ကိုကိုတိုင်ကိုကဒီပြည်သူလူဟောပြည်သူရဲ့ပြိတ္တရဲ့ပေါ့နော်အော်ဒီ society တစ်ခုရဲ့ voice ဖြစ်လာမဲ့သူဆိုတဲ့အတွက်ကြောင့်ကိုရဲ့ manners ကလည်းအရင်ကိုအရေးကြီးရယ်ကို manners ကောင်းနေမှာကို voice ကိုလိုက်နာမဲ့သူတွေရတယ်ဟိုပို့ပြီးတော့တိုးတက်လာမှာပေါ့နော်အဲအကြောင်းမလို့ ဟိုကိုမန်နာစကိုတော့အကောင်းဆုံးပြောင်းစူးစမ်းနေပါတယ်အမှန်တမ်းပြောရင်တော့ကျွန်တော်လည်းလူသားတွေကလူသားပါပဲစိတ်တူတတ်တယ်ဒေါသလည်းရှိတယ်မာနလည်းရှိတယ်ဒါပေမဲ့ဗာလဲဆိုတော့လူတိုင်းနဲ့တော့ကျွန်တော်တို့ flexible ဖြစ်နိုင်ရမယ်အထူးသဖြင့်ဒီဒီအော် beauty pageant ဆိုတဲ့ဒီ industry တွေမှာရောက်လာပြီဆိုလို့ရှိရင်အများကလည်းဒါကတော့အော်ဟိုပါဘောနော်အာ room order တွေပေါ့ဆိုပြီးတော့မှတက်မှတ်ထားကြတဲ့အရာဆိုတော့လေပို့ပြီးတော့မှထိုင်နေနေနေတင်တာပေါ့ ထားပါဘူးခင်ဗျာဟုတ်ကဲ့ညီမဒီပြိုင်ပွဲပြိုင်ပွဲအတွက်ပေါ့နော်တကယ်တမ်းအဟိုမှာ activity စပါကြတော့ဒီလ20ရက်နေ့စပါပေါ့နော်ဒါပေမဲ့ညီမကတပတ်ကြိုပြီးတော့ဟိုမှာတော့ train မှာဖြစ်တဲ့အတွက်ကြောင့်ဒီလ23ရက်နေ့မှာမြန်မာနိုင်ငံထွက်ပါမယ်အခုဒါ miss မြန်မာဆိုတာ before ပွဲပေါ့နော်ဒါ miss မြန်မာအရှိမလည်း miss မြန်မာရှိခဲ့တယ်ဒါပေမဲ့မြန်မာနိုင်ငံမှာတိတ်မပေါက်တဲ့ဟို ပေးချက်ဟာလေးဖြစ်နေရပွဲလေးဖြစ်နေခါကျတော့ Miss မြန်မာအခုဒါ new era ပေါ့เนาะဒါ organization အတင်းနဲ့ Miss အတင်းနဲ့တော့မှဖြစ်တဲ့အတွက်အများကြီး supporting ပေးပါလို့အများကြီးစောင့်ကြည့်ပေးပါလို့ပြောချင်ပါတယ်ကျွန်တော်တို့ဒီ Miss မြန်မာ organization နဲ့တကွာဒီ Miss Art မြန်မာ2025ခင်ခင်လိုင်းကိုကြည့်ရှုအားပေးကြပါအောင်လို့ကျွန်တော်ပြောချင်ပါတယ်ကျွန်တော်တို့အနေနဲ့လည်းအကောင်းဆုံးပေါ့เนาะကျွန်တော်တို့တက်နိုင်ပြီကျွန်တော်တို့ပို့ပြီးတော့မှစူးစမ်းနေပါတယ်ဟုတ်ကဲ့ကျေးဇူးပါကျေးဇူးတင်ပါတယ်